ယနေ့နိုဝင်ဘာလ17ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာအများအားဖြင့်တာယာနေပြီးမင်္ဂလာပင်လယ်အော်အလဲပိုင်းမှာတိမ်နေငယ်ဖြစ်ထိုးနေကကပလီပင်လယ်ပြင်နဲ့ကျယ်မင်္ဂလာပင်လယ်အော်တို့မှာတိမ်တင်းတင်းမှတိမ်ထူထက်နေပါတယ်။တနင်္လာရီတိုင်းမှာနေရာကျကျကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ရွာဖို့ရွာနှုံးပြည့်ဖြစ်ပါတယ်။ကြံတိုင်းနဲ့ပြည်နယ်တို့မှာတရေသစ်တစ်ဖြစ်ထွန်းနေပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာတနင်္လာရီတိုင်းမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလေးရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်း၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါတယ်။ မြမပင်လေပြင်းမှာလှိုင်းတင်တင်ရှိပါမယ်။လှိုင်းမြင့်မှာမြမကန်းရိုးတဲ့တစ်ချောင်းနဲ့ကန်းလုံပင်လေပြင်းတို့မှာငါးပေမှခုနှစ်ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမ်းမန်းချက်မှာသခိုင်းတိုင်းထပ်ပိုင်းကချင်းပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနှဲငယ်ရောနေနိုင်ပါတယ်။မြို့ချင်းတွေမှာချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မန္တလေးတိုင်း၊သခိုင်းတိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမြို့ထူများကြာဆင်းနိုင်ပါတယ်။ယနေ့နိုဝင်ဘာလ13ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မ ားကတော့တိမ့်တိမ့်ပါ